ီဆရလာပိုင်းပြင်မှာတနည်းလာသာသမီးမိတ်ဆွေတွေဘယ်ယာရီချိုးပြီးအာသာကံကောင်းစီပြီးတော့ဘယ်ယာရီတတိချဆင်ကြီးရမလဲဆိုတဲ့တလတာအချင်းကိုဆရာကဟောကြားပြီးမှဖြစ်တဲ့အတွက်တနည်းလာသာသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဘေးဘီအာမန်များဝေးကွာကြပါစီကြောင်းဆရာကဒီကနေ့မေတ္တာပို့ထောပနာပြုတာရင်းနဲ့တနည်းလာသာသမီးမိတ်ဆွေတို့ကံကိုဆရာကဥစွာတားရုံနဲ့ဆွဲပေးပါမယ်ခင်ဗျာတနည်းလာသာသမီးမိတ်ဆွေတို့ဒီနောက်25ခုနှစ်17လပိုင်းအတွင်းမှာမိတ်ဆွေတွေရဲ့ရင်ထဲမှာ အရာရာကိုအခက်အခဲအကြအတဲလေးတွေကြားတဲ့ကနေရုံထွက်ခြင်းနဲ့စိတ်ကလေးတွေဖြစ်ပေါ်နေတာမျိုးကိုကိုကိုစိတ်တိုင်းမကြခြင်းအားမရခြင်းမျိုးလေးတွေတခုခုကိုလုံလိုက်ရင် ကောင်းမှာဆိုတာမျိုးအလင်းစလို့ချိန်မနိုင်ခင်မရအဖြစ်နေတော့ကာလဖြစ်တယ် သူများတွေရဲ့အိမ်လေးကြားထဲမှာအိမ်ဆောင်ကြီးကြားထဲမှာမိသားစုကြားထဲမှာဇေဒနာတွေကြောင့်ဝေဒနာဖြစ်တဲ့အာမျိုးကြားမြန်နေတာမျိုးတွေနော်ကြုံတွေ့နေရတယ်ဂျားသုံးရမဝင်ကောင်းမှုဆိုတဲ့အတိုင်းပဲသူများတွေရဲ့မိသားစုရဲ့ကိစ္စအိမ်လေးကိစ္စဆက်နာလို့ဂျားသုံးရကိစ္စလေးစေဒနာတွေဝေဒနာမပူဘူးလို့အကြောင်းနဲ့ပုံမိခါမှာကိုယ့်ရဲ့စေဒနာဝေဒနာလေးတွေမှာဖြည့်ချင်းရတတ်တော်ကာလပိုင်းခြားဖြစ်ပြီးတော့ဟုတ်ပြပါလေထို့အပြင်မိတ်ဆွေတို့ရဲ့ယင်ထဲမှာမိမိတို့ရဲ့အိမ်တော်ဘက်နဲ့ပတ်သက်လို့အချိန်မှလည်းမိမိတို့ရဲ့ချစ်သူကြီးသားပေါ်မှာစိတ်တိုင်းမကြခြင်း ကိုကလွှမ်းမိုးခြင်းနဲ့စိတ်ကိုမှကိုဖြစ်စေခြင်းတဲ့အတိုင်းဖြစ်မလာတဲ့စိတ်မျိုးလေးတွေကြောင်းတော့အများကြီးဖြစ်ပေါ်နေတဲ့စိတ်မျိုးတွေတွေ့ရပါတယ်။ကောင်းပြီ။တလတ်တာကိုဆက်ပြောလိုက်အောင်။ ။နနေ့ကသာသမီမိတ်ဆွေတွေဟာဒီ2025ဆက်လက်လာပိုင်းပြမှာဆိုရင်ကံအရှင်တွေကဘာကိုလှုပ်လှုပ်ဒီကြပါတဲ့တိထက်နေကြသွားနိုင်စရာကြာရှုံးသွားနိုင်စရာဆုံးရှုံးသွားနိုင်စရာတော့ဘာမှမတွေ့ရပါဘူး။သို့သောမိတ်ဆွေတို့တိတာဖို့လိုအပ်တာကတော့ဘာကိုဖြစ်ဖြစ်ဒီကာလတော်တွေမှာဒီ2025ခုနှစ်ရဲ့ဆက်လက်လာပိုင်းတော်တွေမှာအဲပြောဆိုလှုပ်ဆောင်တဲ့အရာတွေကိုအဲစတင်လှုပ်ဆောင်ထားခြင်းမျိုးတွေအကြံစီတွေကိုအကောင့်ထဲဖော့ထားခြင်းမျိုးတွေ ထို့ပြင်နာမ်26ဟာ2026ဆိုတဲ့အတိုင်းပဲပေါင်းရင်း30တက္ကနန်းကိုအာပြုသောမြေမက်လော်ဂျီယာတက္ကနန်းကိုအာပြုတဲ့စတင်ခြင်းဆိုတဲ့မက်ဂျစ်စီယံဖြစ်တယ်အဲ့တော့သဘောတရားကတော့နောက်နှစ်မှာအကောင့်တွေကိုဘယ်လိုစတင်မလဲဆိုတာကိုလက်ရှိကာလမှာတွေးခေါ်စဉ်းစားထားရန်လိုအပ်ပြီးတော့မကြခင်မှာ မိတ်ဆွေတို့အနေနဲ့လုပ်ငန်းတွေအလုပ်တွေနဲ့ပတ်သက်လို့ရှိရင်စတင်ချင်းအမားတွေအလွဲတွေကိုလည်းအဆုံးသတ်ခြင်းနဲ့မိတ်ဆွေစုံမိတ်ဆွေညံ့တွေကိုလည်းအပြတ်ညှင်းထုတ်ခြင်းချစ်လို့ခြင်းဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေတာအတိအကျပဲဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီကလာမှာတော့ဘာလို့မဆိုပြပြက်အောင်စွမ်းဆောင်ပြောဆိုထားတာပုံမှန်အားသာကောင်းမှုပြီးတော့ကံကောင်းစီပါတယ် ငြိမ်းချမ်းခြင်းအေးချမ်းခြင်းကိုကိုစားပြုတော့လာဖြစ်တဲ့အတွက်မိရှင်တို့ဟာဒီကာလအတွက်မှာပတ်စံရှိခြင်းထက်ငွေရှိခြင်းထက်အေးချမ်းခြင်းကိုအလိုရှိနေသောကာလဖြစ်ပြီးတော့ငကူကတဦးနဲ့တဦးတယောက်နဲ့တယောက်မိသားစုဝင်တွေဝေးကွာနေသောတနင်္လာသားသမီးတွေပြန်လည်စုံစည်းခြင်းနေတာမျိုးကိုကိုနားလဲပေးနိုင်တဲ့သူမေတ္တာပေးနိုင်တဲ့သူများစွာမျှော်လင့်တောင်းတမိတာမျိုးလေးတွေအော်ပတ်စံမရှိရင်တော်ပြီမိသားစုတွေအေးချမ်းနေခြင်းမှာပြီဆိုတဲ့စိတ်ကလေးတွေလည်းများစွာဖြစ်ပေါ်နေသောလာဖြစ်တယ်ထားလိုက်တော့ ဒီလားတာတော့ဒီမှာဆိုမိတ်ဆွေကျမ်းမာရင်ကျမ်းမာရင်နဲ့ပတ်သက်လာရင်တော့ငကိုကနှလုံးနဲ့ပတ်သက်ပြီးတော့မောတက်တဲ့မိတ်ဆွေများအသက်ရှူကျက်တဲ့မိတ်ဆွေများရင်မအောင်တဲ့မိတ်ဆွေများတာမန်ထက်တော့ပို့ပြီးတတိထားရန်လိုအပ်ပြီးတဲ့အခါမိတ်ဆွေတို့ရဲ့ဒီလားတာတော့ဒီမှာဆိုရင်အဲဆိုတော့ဒီအသက်ရှူကျက်ရှင်နေနှလုံးနဲ့ပတ်သက်ပြီးမောတာမျိုးလေးတွေလေထိုးလေအောင်တာမျိုးလေးတွေအသက်ရှူမွားတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်တော့ဒီကာလတော့ဒီမှာသတိပြုစင်ကြရန်လိုအပ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီအလောက်ကအလောက်ကနဲ့ပတ်သက်လာလို့ရှိရင်လည်းမိတ်ဆွေတို့အနေနဲ့ လုပ်ငန်းအတွင်းအလုပ်အတွင်းမှာအပြိုင်ဆိုင်တွေအတိုက်ခိုက်တွေများနေသောကာလဖြစ်ပြီးတော့မိမိတို့ရဲ့အလုပ်နဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်ရင်ဒီလမှာဘာကိုလှုပ်လှုပ်နှစ်ခါပြန်လှုပ်ရတာမျိုးနှစ်ကြိမ်ပြန်လှုပ်ရတာမျိုးလေးကြုံရတတ်သောကာလဖြစ်ပြီးတော့အထက်လူကြီးအကြီးအကဲတွေကတမျိုးအဲတပည့်သားချင်းတွေကတမျိုးလေးတွေကြောင့်လုပ်ငန်းနဲ့ပတ်သက်ရင်တော့ကိုကိုတိုင်အရာရာကိုဥဆောင်ရမယ့်ကာလဖြစ်တဲ့အတွက်စိတ်ရှည်တိခါမှသာလမ်းကြောင်းမှမလှဖြစ်ပြီးတော့အိမ်ဆောင်ချင်း စောင်းကိစ္စတွေမြေယာကိစ္စတွေနေရာတိုင်းအိုအိချာနေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့သတိပြုစင်ကြင်ရလိုအပ်ပြီးတော့အားနည်းစီတော့လာဖြစ်ပါတယ်။ယာရုလုပ်ငန်းဆိုင်ရာတိုးနဲ့ပတ်သက်လို့ရှိရင်လည်းအဲနည်းနည်းလေးကြန့်ကြာနိုင်တော့လာနည်းနည်းလေးခက်ခဲနိုင်တော့လာဖြစ်ပါတယ်။ဆိုတော့နေရာတိုင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအပြောင်းအရွှေ့နဲ့ပတ်သက်သောကိစ္စလေးတွေယာရုတို့ယာရုတက်နဲ့ပတ်သက်သောကိစ္စလေးတွေမှာတော့နည်းနည်းလေးခက်ခဲအားနည်းမှုတွေရရှိတတ်တဲ့အတွက်တော့သတိထားစင်ကြင်ပေးရလိုအပ်ပြီးတော့ ဒီလဟာနေရာထိုင်ခင်းကိစ္စအဆောက်အဦကိစ္စအိုးအိမ်ချမ်းမြေမြေယာထိုင်ခင်းကိစ္စအမှုကိစ္စအမွေကိစ္စတွေကိုတော့ review စင်ကျင်ရအတွက်တော့လိုအပ်ပြီးတော့အဲမပြီးမပြတ်ဖြစ်တဲ့ကိစ္စတွေကိုပြီးပြတ်အောင်စွမ်းဆောင်ရမသိတယ်လို့စတင်အစ်စ်ပေါ်လာတဲ့အခါမှာလဲစိတ်ရည်အေးလေးနဲ့ဆုံးဖြတ်ပြီးတော့ဖြစ်နိုင်ရင်နည်းနည်းလေးအချိန်ယူစဉ်းစား ပြီးတော့တေရှာတိုင်းမြင်ပြီးပိုကိုတိုင်းမဥဆောင်မဲနဲ့ဇယသမားဆွေမျိုးပညာရှင်တွေရဲ့အကူအညီကိုရယူတာပိုကောင်းပါလေအရှုံအောင်ဖြစ်နေတော့မိသားစုဝင်တွေတင်းလာသားသမီးတွေပြန်လဲလွတ်မြောက်လာတာမျိုးတွေအဲပြန်လဲပြီးတော့မိမိတို့ပြန်လဲပေါင်းစည်းရတာမျိုးတွေတင်းကောင်းနေကြားရတတ်တဲ့အတွက်တော့မိတ်ဆွေတို့အနေနဲ့စိုးရိမ်စရာမရှိပဲကံရဲ့အထောက်အကူကိုရရှိတတ်တာလည်းအသေးစားပဲဖြစ်ပါတယ်ငိုကကံညံ့နေတဲ့မိတ်ဆွေများဖို့တော့ဒီလဟာဘာဖို့ဖြစ်ဖြစ်တုံးတိုက်တိုက်ကြိုက်ကြိုက်ဘာလို့လဲ ဒီကနေချသွားနိုင်ကြမရှိဘူးလေအဲ့တော့တုံတိုက်တိုက်ကြခိုက်ခိုက်ရှိတုဆောင်ရပြီးတော့အာတုံခွန်ဆိုင်ပြေးလွားလှုပ်ဆောင်ပြေးလွားတယ်ဆိုတာအာတုံခွန်ဆိုင်စူးစမ်းလှုပ်ဆောင်ရင်ဘဝရဲ့တစ်စစ်ချိုးတွေအနာဂတ်ရဲ့တစ်စစ်ချိုးတွေအပြောင်းလဲတွေရရှိတတ်သောကာလဖြစ်ပြီးတော့လုံခြုံရေးများအလို့ရှင်များသို့မဟုတ်ယင်းနှီးလှုပ်ဆောင်တဲ့မိတ်ဆွေများလက်ရှိအတိုင်းအတာလေးမှာမတိကြမရရင်မယင်းနှီးနဲ့ရှိတုပြီးတော့မဆုတ်ဖြတ်နဲ့တို့တော့မတိကြမရရဘဲနဲ့ရှိတုပြီးတော့အသုံးမပြုနဲ့မယင်းနှီးတင်မှုမယုံတင်မှု တကယ်လို့တီချာပိုင်နိုင်တဲ့အလုပ်ကိုမလုပ်တာမျိုးဆိုရင်တော့ဘာမှမဖြစ်ပြီမဲ့မတီချာတဲ့အရာတွေယနေ့ခါမှအဲဆုံးရှုံးဆုံးရှုံးသွားတာမျိုးလေးတွေကြံ့ကြသွားတာမျိုးလေးတော့ဂျုံအပ်တယ်တိုးတော့နောက်ဆုံးလက်ရှိအတိုင်းတာလေးကပို့ပြီးတော့လုံခြုံမှုစစ်ဆတ်မှုတွေအမှန်အားသာတယ်လို့လည်းထပ်လောင်းပြောရမှာပါပဲဒီလာတာတော့လို့မှဆိုရင်လူငယ်တွေအရှိရင်နဲ့ပတ်သက်လာရင်ဘာမှစိုးရိမ်စရာမရှိဘူးမိတ္တရေးကံအရှိရေးကံနဲ့ပတ်သက်အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းတယ်လို့ ဖူးစာဘက်အိမ်အောင်ဘက်ချစ်သူဘက်တွေရရှိတတ်တာမျိုးအိမ်အောင်ရင်းနဲ့ပတ်သက်လို့အရှိရင်းနဲ့ပတ်သက်ရင်လည်းအဲကျွန်တော်တို့ကမိမိချစ်တော်မျက်နှာတော်သူဖူးစာရှင်တွေတွေးလာတာမျိုးလေးတွေကြုံရတတ်တော်လားဖြစ်တော်ကြောင်းအရှိရင်းနဲ့ပတ်သက်ရင်ဘာကြောင့်မှတွေးဝေးတုံဆိုင်မနေပဲနဲ့ချစ်တော်သူကိုပြောဆိုလိုက်ပါမိမိတို့ကကိုဖိဘက်ကောင်းနေရရှိမှာအသေးချာပဲဖြစ်တယ်သို့တော့သမီးစားများအနေနဲ့ကတော့အိမ်အောင်ယူခြင်းစိတ်ဆက်ခြင်း အားနေပါတယ်တယောက်နဲ့တယောက်ဒုနဲ့ဒုအိမ်အောင်ပြင်းစစ်ဆက်ခြင်းလိမ့်လောက်ဆောင်တဲ့ကိစ္စလေးတွေမှာနားလည်မှုလွဲတာမျိုးလေးတွေဆွေမျိုးသားချင်းကိစ္စလေးတွေမိသားစုကိစ္စလေးတွေကြောင့်အပြိုင်ဆိုင်လေးတွေပေါ်တတ်တဲ့အတွက်ကြောင့်တမီးစားများအနေနဲ့အိမ်အောင်ပြည်ရန်စစ်ဆက်ရန်အတွက်တော့တတိထားရမယ့်ကာလဖြစ်ပြီးမိဆွေတို့အိမ်အောင်ပတ်ရဲ့ပဋ္ဌာန်းဆက်ရဲ့ပုဂ္ဂိုလ်ဆက်ရဲ့အကူအညီတွေမကြိုက်တာမျိုးလေးတွေအဲထို့မဟုတ်မိဆွေတို့ရဲ့ ိုက်ဆွဲလို့တိုက်ဆက်လို့ဥစ္စာဆွဲလို့အဆောင်ချောက်တွေမကြိုက်တာမျိုးလေးတွေကြောက်အိမ်တော်ပြည့်မယ်ဆိုမှအเจ้าညာမျိုးဆိုတော့ခဏခဏလွဲချော်တက်မှုတွေတွေကြုံရတတ်တဲ့အတွက်တော့တနေ့နာသာသမီးတွေသတိပြုစင်နေရလိုအပ်ပါတယ်ဆုံးချုပ်ထားတဲ့ငွေကြီးလက်လွန်ထားတဲ့ငွေကြီးတွေကိုပြန်လဲပြောဆိုတောင်းမှအတာကျင်ကောင်းမွန်တဲ့တိုးတက်ခြင်းရရှိတတ်ပါတယ်ဒီလက်ထာတော့ဒီမှာဆိုရင်မိတ်ဆွေတို့ကဒီဟိုတနေ့နာသာသမီးများဟိုအကျိုးပေးတော့လုပ်ငန်းတွေကိုဆရာဆက်လက်ပေါ်ပြပေးပါစီဒီလက်ထာတော့ဒီမှာဆိုရင်ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ် အလှကိုဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ထို့ပြင်အရောင်းဝယ်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်အမှုပညာပကြီးပမှုဘေးရင်ဘေးဒစံကြံတေးဥဆောင်အစိုးရကအရေးတီးတခုမှတပင်နဲ့ပတ်သက်တာမျိုးတွေအကျိုးပေးအသာကောင်းမှုပြီးတော့ကံကောင်းစေတာအတိအကျပဲဖြစ်တယ်ထို့ပြင်ထင်ပေါ်မှုကြော်ဆုံးမှုနဲ့ပတ်သက်ရင်လည်းအသာကောင်းမှုပြီးတော့ကံကောင်းစေတော့လာဖြစ်တဲ့အတိုင်းတာမျိုးဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်ရင်လည်းလူငယ်တွေပညာရေးနဲ့ပတ်သက်လာရင်မိမိဖြစ်ရှင်တော့ဖြစ်လို့တော့ရတယ်ကိုချိန်တိုးဆောင်ရွက်ပြီးတော့ပညာရေးနဲ့ပတ်သက်လာလို့ရှိရင်ဆောင်ဆုံးဖြတ်ဆောင်ရွက်ပါ ဘာမှကိုညံ့เสียမရှိပဲနဲ့စူးစမ်းရင်စူးစမ်းသလားရရှိမဲ့လားဖြစ်ပါတယ်အထူးသဖြင့်မိတ်ဆွေတို့ဒီကလဟာထင်ပေါ်ကြော်စောမှုနဲ့ပတ်သက်သောလုပ်ငန်းတွေအမှုပညာရှင်တွေပကြီပပုဘေးတင်ပြီးတဲ့အဆရှိတဲ့လုပ်ငန်းတွေအခွေးတို့စိုင်းမုတ်တင်ခြင်းတို့အမည်ပေးခြင်းတို့ဒီဇိုင်းဆွဲခြင်းတို့မိမိတို့ထင်ပေါ်မှုကြော်စောမှုပါတီတို့နိုင်ငံရေးတို့အမှအဆရှိတဲ့အရာလေးထင်ပေါ်မှုအများကိုအဖွဲ့အစည်းကိုအသင်းကိုဥစည်းဥဆောင်လုပ်ရတဲ့လုပ်ငန်းတွေမှာအားသာကောင်းမှုပြီးတော့ကံအထောက်အကူကိုရရှိတတ်သောကာလဖြစ်ပါတယ် တို့အပြင်အမျိုးသမီးတဦးတယောက်ရဲ့မိမိရှိကိုရောက်ရှိလာတာမျိုးလေးတွေမိမိတို့ရှိကိုမဲတော်တပါးတဦးတယောက်ရဲ့အကူအညီကိုရရှိလာမျိုးလေးတွေရရှိတတ်တယ်လို့မိမိတို့ရှိကိုအမျိုးသမီးတယောက်အိမ်လေလာရောက်ရှိလာတာမျိုးမထင်မှတ်ပဲဆွေမျိုးသားချင်းအမျိုးသမီးတယောက်အိမ်လေရောက်ရှိလာတာမျိုးတွေရရှိလာတဲ့အခါကံကောင်းပြီဆိုတဲ့အတွေ့ကလေးတွေတွေးပြီးတော့ရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်အောင်မြင်မှုတဲ့တုတ်တမှုတွေဟာကျိတ်တွေရရှိမဲ့ကာလဖြစ်ပြီးတော့ထိုသူရဲ့အကူအညီကြောင့်များစွာလဲအဆက်အသွယ်ရရှိတတ်တော့လား များစွာလည်းအစဉ်ပြေမှုနဲ့အကြံဉာဏ်ကောင်းတွေရရှိတတ်သောကံရဲ့တိုးတက်မှုအထောက်အကူကိုရရှိတတ်သောကာလဖြစ်ပါတယ်မိမိအိမ်အတွင်းမှာ ठी အစုပ် ठी အပြက်လေးတွေရှိလို့ရှိရင်လည်းနည်းနည်းလေးစွန့်ပြီးပါအဲမတုံးမလို့တဲ့အရာတွေအိုးအစုပ်အိုးအပဲ့တွေရုပ်ထုအစုပ်ရုပ်ထုအပဲ့တွေအဲဒီလိုမျိုးကကျိုးပဲ့နေတဲ့အရာလေးတွေဖယားကြောင်းဆောင်မှာစဉ်လို့တော့အပဲ့တွေအပြက်တွေအခွဲတွေအကျိုးတွေရှိလို့ရှိရင်လည်းစွန့်ပြီးလို့လိုအပ်ကြောင်းနဲ့ဒါလေးတွေကိုလည်းတတိပြုစင်နေရန်လိုအပ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့မိမိအိမ်အတွင်းမှာလက်ရှိပစ္စည်းတွေ ယုတ်တရမထင်မှပဲပြက်ရှာလာတာမျိုးယုတ်တရပျက်စီးသွားတာမျိုးကျွန့်သွားတာမျိုးတွေဆိုရင်ဒါဟာကံရဲ့အားနည်းမှုသို့မဟုတ်ဆွေကလေးတွေပျောက်တာမျိုးအထားမှားတာမျိုးဆိုရင်တော့ကံရဲ့အားနည်းမှုကိုရရှိတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့အဲ twin ရဲ့ကိုစနာလိုကဒါလေးလေးကိုတတိပြုပြီးတော့တာမန်ပြုမှုနေတဲ့ကိစ္စလေးကိုတတိထားဆင်ခြင်ပြန်လိုအပ်ပါတယ်မိတ်ဆွေတို့ဒီတလတာတော့တယ်မှာဆိုရင်ဘာကိုမဆိုအဲ ချစ်တို့ဆောင်ရလှုပ်ဆောင်ခြင်းထက်တည်တည်ချာချာစဉ်းစားပြီးတော့တွေးခေါ်ဆောင်ရပါဒါလေးတခုကိုထပ်မှခြင်းတယ်တနေ့ကသာသမီမိတ်ဆွေတွေရဲ့ကံဟာအញ្ញံကြီးတော့မရှိပါမယ်လို့အဲဟိုဆွမ်းလာလို့ကငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စအញ្ញံကြီးတော့မရှိပါမယ်လို့အဲဆွမ်းလာလို့က ဟိုလူလိန်ခံရတာမျိုးလေးတွေလူယုံလွယ်တာမျိုးလေးတွေကြောင့်အဲမဖြစ်ပေါ်လာပြီးတော့ကိုယ့်ရဲ့စေတနာလေးတွေပုံမှုလေးတွေကြောင့်ဝေဒနာဖြစ်ရတာမျိုးလေးတွေစုံတိုက်နှက်တိုက်တွေမကောင်းတဲ့အတက်ပညာအတိုက်ခိုက်တွေနဲ့ပြူစားခြင်းတိုက်ခိုက်ခြင်းတွေကြုံဝတ်တက်တဲ့အတွက်ကြောင့်မလို့တော့ဒါလေးတွေကိုသတိပြုစင်နေမှာအထူးသဖြင့်ထပ်မှားကြပါလေရှင်ရှင်ဝေးဝေးတော့ဘာမှတင်းနေလာတာမရဒီလဟာပြောစရာမရှိပေမဲ့လို့အလူခံပုံကိုယ်တွေဖုံးကြီးတို့ယဟန်တို့တန်ကားတို့ဘာသာရေးဆိုင်ရာကိစ္စတွေရိုးရာတို့နတ်တို့အစရှိတဲ့ပုံကိုယ်တွေ ကိုမတိမယုံကြည်ခြင်းတွေပါမဝေဖန်ပါနဲ့အဲ့ဒီလိုဝေဖန်တာမှအဲ့ဒီရဲ့ကံတွေကြာလာတာမျိုးမိမိတို့ညံ့တာမျိုးညှိုးတာမျိုးတွေကြုံရတတ်တော့ကာလဖြစ်ပြီးတော့ဒါမှအပြင်မြန်မာလူမျိုးတွေမှာပဲရိုးရဝါဝင်ဝါထက်လက်ပတ်ဆက်တယ်လို့ရိုးရဆက်တတ်တဲ့မိတ်ဆွေများရိုးရနဲ့ညှိုးခြင်းတွေပြူစားခြင်းတွေကြုံရတတ်တဲ့အတွက်တော့သတိပြုစင်ညာတော့ဆရာထပ်မှန်ပြီးတော့ပဲအဲ့ရပြောလိုက်ပြရစီ ကောင်းပြီဒီကလာတာတော့ဒီမှာဆိုမထင်မှဖက်ခยีထွက်ရတာမျိုးတွေခยีထွက်ရတာမျိုးတွေကြုံရတတ်တယ်မိဟောင်းဆွေဟောင်းတွေရဲ့အကူကြီးကိုရရှိတတ်တဲ့တာသမီမရရှိတော့မိတ်ဆွေများတာသမီနဲ့ပတ်သက်ပြီးတော့ ွမ်းနာလို့ပေါ့ရရှိချီတာမျိုးလေးတွေကြုံရတတ်တယ်လို့စိတ်ပန်းလူပန်းစိတ်မောလူမောဖျားတတ်တော့ကာလာပိုင်းချဖြစ်တယ်တပည့်လက်သားလောင်းနေသားတွေရဲ့အပြိုင်ဆိုင်အတိုက်ခိုက်လေးတွေကိုယ့်ပေါ်ညှိုးတာမျိုးလေးတွေကိုကစေတနာနဲ့လုပ်ပြီးပြမယ်ကိုယ့်ပေါ်မှာဝေဒနာလို့မြင်တာမျိုးလေးတွေချင်းပြရတတ်တဲ့အတွက်တော့ကိုယ့်ရဲ့အိစာမမဟုတ်ရင်နှုတ်ဆိတ်ဆိတ်နဲ့အေးအေးချမ်းချမ်းနေတာပုံပုံကောင်းမှုပြီးတော့အားသာနိုင်ပါလေမိမိရဲ့အိမ်အောင်ဘက်နဲ့ပတ်သက်လာလို့ရှိရင်စိတ်တော့ကဖြစ်เสียရလေးကြီးကိုယ်အိမ်အောင်ဘက်အပေါ်မှာအဲ တယ်ပဲပြောရမယ်နော်ကြာအားတော်နာလိုက်အိမ်အောင်ဘက်နဲ့ပတ်သက်လာလို့ရှိရင်မိမိရဲ့အိမ်အောင်ဘက်ရဲ့စိတ်ဒုက္ခပေးမှုအိမ်အောင်ဘက်ရဲ့အစမပြေမှုညံ့မှုလေးတွေကြောင့်ဖြစ်စေမိမိအိမ်အောင်ဘက်ပေါ်မှာမိမိကစိတ်တိုင်းမကျခြင်းလွှမ်းမိုးခြင်းစိတ်တွေများနေသောကာလဖြစ်တဲ့အတွက်ဒီအရာလေးတွေကိုတော့တနင်္လာသားသမီးမိတ်ဆွေတို့ချော့ပေးဖို့လိုအပ်ပါတယ်တမ်းမိုင်းနဲ့ပတ်သက်ရင်လည်းဘလောက်ပဲဆူဆူဒေလောက်အောင်ပျက်စီးလောက်အောင်ဘာမှစိုးရိမ်စရာမရှိတဲ့အတွက်တော့ချိတ်လို့ဆောင်ရွက်ပြီးတော့လှုပ်ဆောင်ရင်အသာချင်းကိုကောင်းမွန်ခြင်းတွေရရှိတတ်ပါတယ်အလုပ်တဲ့လုပ်ငန်းတဲ့နဲ့ပတ်သက်ပြီးတော့ရရှိတာမျိုးတွေအဲအနေရောအခြားနေရာရောပြည်တွင်းလို ပြီးွားတော့ခီးတွားတော့ပတ်စပို့လုပ်ငန်းတို့ဗီဇာလုပ်ငန်းတို့ခီးတွားတော့နှစ်ပတ်သက်ရှေ့တို့ဆောင်ရလှုပ်ဆောင်လို့ကောင်းပါလေနိုင်ငံခြားရဝေးခီးတွားပြီးွားနဲ့ပတ်သက်တာမျိုးပတ်စပို့ဗီဇာလုပ်ငန်းတွေနဲ့ပတ်သက်ရင်တော့ရှေ့တို့ဆောင်ရလှုပ်ဆောင်ရအားသာကောင်းမှုတိုးတက်နိုင်ပါလေအဲပညာရေးနဲ့ပတ်သက်ရင်တော့နိုင်ငံခြားကတော့ scholarship တော့အဆရှိတဲ့ຢာတွေ၆တာမျိုးလေးတွေမှာရှေ့တို့ဆောင်ရလှုပ်ဆောင်ရတွားမှုတွေကံကောင်းမှုတွေတတိကြီးရရှိမဲ့ကာလဖြစ်ပြီးတော့အစဉ်ပြေမှုတွေတိုးတက်နိုင်ရောလာဖြစ်ပါလေဒါအပြင်မိတ်ဆွေတို့ဒီတလတာတော့ဒီမှာဆိုရင် ကိုဝင်ဆောင်မိတ်ဆွေတင်းလာသားသမီးများအတူပီယူဆိုင်ပါကိုဝင်ဆောင်မိတ်ဆွေအမျိုးသမီးတင်းလာသားသမီးများအနေနဲ့အဲကြာမပြောလို့တော့ဘူးအပြတ်သဘောအဆိုးသဘောသို့တော့သတိပြုစင်ရင်မှာအလေးအမြင်မှားတာမျိုးတွေတွားတာလာတာနေတာထိုင်တာတွေယူတော့တာမန်ထက်ပို့ပြီးတော့ဂရုပြုစင်ရင်အတွက်တော့လူအကြောင်းလေးလဲထလောင်းတတိပီးပြောလိုက်ပြရစီခင်ဗျကောင်းပြီဒီတက္ကသိုလ်တော်တွေမှာဘာလို့ဖြစ်ဖြစ်အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်ဆောင်ရွက်တဲ့အခါမှာ တောက်ကြသာသမီဂျာစာပရိသသမီတွေရဲ့အကူအညီကိုရရှိအောင်ဆွမ်းဆောင်ပြီးတော့လှုပ်ဆောင်ခြင်းတွေဟာအကြံဉာဏ်ကောင်းတဲ့အထင်အကူအညီကောင်းတွေရရှိတတ်တယ်။အထူးသဖြင့်ဘာလို့လို့လို့မိတ်ဆွေတို့နဲ့ဒီတလားတာတို့ဒီမှာဆိုအကျိုးပေးကံကောင်းစီတော့အရက်ဟာတောင်ဆူဆူရဖြစ်ပြီးတော့စမ်းပီယာရက်ကတော့အနောက်အရက်ဖြစ်ပါတယ်။အဆက်ဆက်ရမိတ်ဆွေတို့ရဲ့ကံကိုကောင်းမွန်တိုးတက်စီရန်တို့ကအပန်းရောင်လို့ပန်းရောင်လို့အဝါရောင်လို့ချွေရောင်လို့အဆရှိတဲ့အရောင်လေးတွေများများပါတော့အရောင်ကိုဝစ်စင်ဆောင်ရွက်ပါလုပ်ငန်းအလုပ်နဲ့ပတ်သက်ရင် နှစ်ခါပြန်လျှောက်ရတာမျိုးနှစ်ခုပြန်လုပ်ရတာမျိုးနှစ်ကြိမ်နှစ်ခါလုတ်ခါမှရရှိတာမျိုးတို့မဟုတ်ရင်လည်းအလုံးနဲ့ပတ်သက်ရင်လည်းခရီးတစ်ခုကိုလည်းနှစ်ကြိမ်သွားခါမှစိတ်တက်ကြတာမျိုးအတွေ့တောင်းရင်လည်းနှစ်ခါတောင်းမှရတာမျိုးလေးတွေကျုံမတက်တော်လာဖြစ်တဲ့အတွက်တော့တနည်းလာတော့မိတ်ဆွေများအချိန်နဲ့နဲ့တော့ဟိုဟိုအိမ်တော်ရေးတွေပါတဲ့အခြေအနေတော့နှစ်ခါမကောင်းဘူးပေါ့ဗျာနော်ကောင်းပြီကောင်းပြီဖြစ်ခဲ့တော့လည်းဖယ်တတ်နိုင်မလို့ဒီတစ်လကတော့ဒီမှာမိတ်ဆွေတို့ စေရပန်းဖြည့်ခြင်းတွေဘာသာရေးဆိုင်ရာကိစ္စလေးဒီမှာတော့အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတော့ကာလာပိုက်ချဖြစ်ပြီးတော့တရားခိုင်နာမျိုး meditation လုပ်တာမျိုးဘာသာတရားနဲ့ပတ်သက်ပြီးတော့မေတ္တာသုတ်ရွတ်တာမျိုးသို့မဟုတ်ရင်ပိတ်ပဋ္ဌာန်းစာအုပ်တွေဝေမျှတာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးကောင်းမှုစီပါတယ်ကောင်းမှပြီဆရာပြန်ချုပ်လိုက်ပါမယ်ဒီတစ်လကတော့ဒီမှာတနေ့လာတော့မိတ်ဆွေများဖို့ဘာဖြစ်ဖြစ်ဖြစ်ဆရာတို့2026ခုနှစ်ကိုရောက်ရှိတော့မှဖြစ်တဲ့အတွက်12လပိုင်းအတွင်းမှာတော့အစိုးရအမြန်တွေကိုပြီးပြတ်အောင်ရှင်းတာပါဘာလို့လဲ2026ဟာ စတင်ခြင်းနဲ့အတစ်စတင်ရတဲ့အတွက်တော့စူးစမ်းရင်အင်မတန်ကောင်းသောနှစ်ဖြစ်တဲ့အတွက်အတွက်ကြောင့်မလို့မိရှိတို့တနင်္လာသမီးတွေဒီရက်ဆန်းလာပိုင်းတွင်မှာကိုလုတ်ခဲ့တဲ့အရာတွေအစိုးတွေကိုပြပြအောင်ဆောင်ရွက်ခြင်းဆုံးဖြတ်ခြင်းတွေလုပ်ထားပြီးတဲ့အခါထို့တူပဲဆုံးရှုံးရတဲ့အရာတွေကိုလည်းဟိုကထားခဲ့လိုက်ပါမိခဲ့လိုက်ပါညံ့တာတွေကံကောင်းခြင်းတွေကိုနောက်နှစ်မှာတည်သွားနိုင်အောင်သာမိကောင်းဆွေကောင်းတွေကိုအခုညရရှိရမ်းတာကြိုးစားပါထို့တူပဲအစိုးအညံ့တွေကိုထားခဲ့ပြီးတော့ကောင်းတာလေးတွေယူလောက်အောင်လည်း ြင်ဆင်ထားဖို့လိုအပ်ကြောင်းနဲ့2026ခုနှစ်အတွက်ကိုလည်းဆရာအသေးစိတ်ဆရာရဲ့ပေမှာအဲဖြစ်စီဘိုင်ဘာမှာ sorry sorry ပေမှာဖြစ်စီဆရာဂျူဂျူမှာဖြစ်စီတစ်တော့မှာဖြစ်စီမိတ်ဆွေတို့စောင့်ကြည့်ပေးပါဦးဆရာလိုအပ်တဲ့ရေဒီယာလေးတွေနဲ့လာကုန်ရေဒီယာလုံးဟဟလာအစီအစဉ်ဆရာတို့တနစ်တာလုံးကန်ကောင်းဆရာတို့ပြက်ကလေးရေဒီယာလေးအမိပြန်တဲ့ရေဒီယာလေးလည်းတင်ပေးမှာဖြစ်တဲ့အတွက်ကြုံလိုက်ရအောင်ဒီလက်ကတော့ဒီမှာအချိုးပေးကံကောင်းစီတော့ကဏ္ဍအနေနဲ့၄ကဏ္ဍ၄ကဏ္ဍ9ကဏ္ဍအချိုးပေးပါလေအချိုးပေးကံကောင်းစီတော့ နေသားအနေနဲ့ဆိုရင်တောက်ကြာကြာတာပြီးအချိုးပေးပါတယ်အချိုးပေးစီတော့အရာဟာတောင်ဆုဆုရဖြစ်ပြီးတော့စမ်းတီယာရဟာအနောက်ရဖြစ်ပါတယ်အဆက်ဆက်အရာကံကောင်းစီရန်အတွက်မိမိတို့ရဲ့အရေးကြီးသောကိစ္စတွေကိုပြုပြောဆိုလှောက်ဆောင်တဲ့အခါမိတ်ဆွေတို့ရဲ့လိုရာမှုကိစ္စကိုမပြောမိမှာပေါပောက်လေးနဲ့ငယ်ကိုမိမိရဲ့အရှင်းမြတ်နဇာမှာဖြန့်ပြီးတော့ငှက်စာကလေးတွေကိုစာကလေးတွေကျွေးပြီးတွားခြင်းဖြင့်ကံရဲ့ထောက်ကူကိုရရှိတတ်သောလာဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီတလတာတော့ဒီမှာဆိုရင်ကံရဲ့ထောက်ကူကိုရရှိတတ်ပြီးတဲ့အခါမိမိတို့ရဲ့ အင်္ဂါသသမိတွေနဲ့ပတ်သက်တာမျိုးစနေသသမိတွေနဲ့ပတ်သက်တာမျိုးအင်္ဂါရက်တို့စနေရက်တွေတို့မှာ အတ္တနိုင်ုံသတိကလေးထားပြီးစဉ်းရဲဆောင်ရွက်ရန်လိုအပ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြသစီသတိထားစဉ်းရဲရမယ့်အယောင်နေနဲ့ဆိုရင်တော့အယောင်ကိုစိတ်ကိုထိုင်းစီသောအယောင်နေမိကိုယောင်နေအနက်ယောင်နေဆွနာလိုကအယောင်ထိုင်းထိုင်းမိုင်းမိုင်းလေးတွေထပ်အကွက်အတူအကွင်းတို့ အပေါက်ဟိုဆိုတာအစင်းလို့ဒီလိုမျိုးရာလေးတွေဝစ်စင်ပြီးတော့သွားရင်ကံရဲ့အထောက်ကူကိုရရှိတယ်မှာအသေးချာပဲဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပြစီအဆက်ဆက်ရရာအစင်းမီအောင်မီတိုးတက်စီရင်အဋိတ်ချံပြုလို့ဒီများမိတ်ဆွေများအနေနဲ့ကတော့သူကတော့ဆိုတော့ဂုံတော်ပတိကိုတနည်းကိုနှစ်ပတ်လုံးနဲ့ခုနှစ်ရက်တိတိအဋိတ်ချံပြုပြီးတော့ဆူတောင်းလိုက်ပါကအောင်မီတိုးတက်လာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကဲပါလေမိတ်ဆွေတရင်္ဂသာသမီးတွေဘလောက်ပဲဆုတ်ဆုတ်ဘလောက်ပဲညံ့ညံ့စနလပိုင်းမှာအဆုံးသက်ပါပြီးပြတ်ပါ ါပြီးတော့ဆရာတို့2026ကိုဆရာနဲ့အတူကံကောင်းရှင်နေခေါ်လာခဲ့ဆရာကတော့မိဆွေတို့ကံကောင်းရှင်နေတဲ့အတူ2026ကိုစောင့်ကြိုနေပြီလို့ပြောရင်းနဲ့နိဟာသာသမီမိဆွေတွေအားလုံးယရနာစိတ်ကြောက်ဇေတော်တိုင်းကစားနိုင်လို့တက်နေတဲ့ဘိုးလက်ဝေဖြိုးလို့စီးစိမ်ဥစ္စာတွေတိုးပွားလို့အောင်မြင်မှုတွေအလေးလေးတိုးတက်ခါအောင်ခြင်းလေးလေးပိုင်ဆိုင်လို့အစီအပြေကြပါစေလို့ဆရာကဆုတောင်းထွက်ပနာပြုနေတဲ့ကဲ now ဆရာတို့လာကုန်ကန်ဒီဆရာပြေးမှာလိုအပ်တဲ့နေရာလေးဖော်ပြပေးမှာဖြစ်တဲ့အတွက်စောင့်ကြည့်ပေးပါအောင်လို့ပြောရင်းနဲ့ ဒီမှာပဲညီကုန်ချုပ်ပါ